မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ခွီးအန်တာထိန်မန် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုထူးခြားတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့အခုရက်ပိုင်း Facebook နဲ့ TikTok တွေမှာကြက်ထားနေတယ်နက်ဖွက်ထားတဲ့မြို့ကြောင်းမြို့ဟောင်းကြီးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကိုရပိုင်း social media တွေမှာလူပြောများနေပြီဒီမျိုးကြီးဟာ နက်ဖွဲ့ထားတဲ့မျိုးလို့ပြောနေကြပြီးဒီမျိုးကြီးရဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုလူတော်တော်များများစိတ်ဝင်စားနေပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ခွီးချန်နယ်ရဲ့မိတ်ဆွေတွေအတွက်ဒီမျိုးကြီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစောထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာ။ဒီနက်ဖွဲ့ထားတဲ့မြို့ဒါမှမဟုတ်ចောင်းမြို့ဟောင်းကြီးကတော့ စကိုင်းတိုင်းဒေသကြီးဝန်းတုံမြို့နယ်အဆုံးပင်လယ်ဘူးမြို့နယ်နဲ့ထိစပ်နေတယ်။အောင်ပင်ကျေးရွာရဲ့မြောက်ဖက်သုံးမိုင်အကွာဝန်းပါတောင်မှာတည်ရှိပါတယ်။ဗဇက်ရာဇဝင်တွေအရတော့အင်ဂျီပေါင်းတထောင်၊ကျောင်းပေါင်းတထောင်အခြေချနေထိုင်ခဲ့ကြပြီးတိမ်မြောက်ပြောက်ကွယ်နေတဲ့မြို့ကြီးလို့ဆိုကြပါတယ်ဗျ။ကျောက်ဆောင်ကျောက်တိုင်းကြီးတွေကလည်း တမိုင်ပတ်လက်ခံကာယံထားပြီးတော့မြို့ဝင်ပေါက်၄ခုရှိပါတယ်။အဲ့ဒီမှာထူးခြားတဲ့ကြောက်စေတွေကြီးကြောက်မန်းတက်တွေရန်ထောင်းနဲ့ကြောက်ဆောင်ကြောက်ချက်ပွေတွေလည်းအများအပြားရှိပါတယ်။ဒါအပြင်ကြောက်နဲ့လှုပ်ထားတဲ့ကြောက်အမြောင်၊နက်ရီကန်ဥစ္စာတိုက်ကြောက်လေကြောက်ထိုင်ကောင်ဆူနာမနိစေတီတော့ကြောက်ဘလူးကြောက်ဟင်းသာနဲ့ကြောက်နေရန်ကြီးတွေကြောက်မျော်စင်တွေအများကြီးပဲရှိတဲ့နေရာပဲဖြစ်ပါတယ်။ ကြမ်းမြို့ဟောင်းအကြောင်းနဲ့ပတ်သက်ပြီးရှေးလူကြီးတွေကတော့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ကြမ်းမြို့ဟောင်းမှာအင်မတန်မှနတ်ကြီးတလို့တခုတလေတောင်မှားလို့မရတဲ့နေရာလို့ဒေသခံတွေကယုံကြည်ထားကြပါတယ်ဗျ။ကျောင်းမြောင်မဖြစ်ခင်အဲ့ဒီနေရာကအင်ဂျီပေါင်းတထောင်ကျောင်းပေါင်းတထောင်ရှိတဲ့ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်။ဒါရောင်ရောင်အချိန်ကနာအတွင်းရောင်းကုန်လို့ မြို့နယ်ဘေးကတောရွာတွေပါမကျန်မြို့ပေါ်လာပြီးရောင်းဝယ်ဖောက်ကားမှုတွေပြုကြတော့အင်ဂျီတထောင်ကျောင်းပေါင်းတထောင်မျိုးကြီးဟာအလွန်စီကားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီမျိုးကြီးမှာရှမ်းလူမျိုးအများအပြားနေထိုင်တာကြောင့်ရှမ်းလူမျိုးများပြီးပြီးပါရမီဓာတ်ခံပါတဲ့ကုသိုလ်ရေးကိုလည်းလာပြေလာခွင့်နေတိုင်းအိုးစီဘုံမောင်တီဗီအလူဒါနာများကိုအမြဲပြုလုပ်လို့ရှိတဲ့မျိုးကြီးတစ်မျိုးပဲဖြစ်ပါတယ်။ တနေ့မှာတော့ဈေးတဲ့အဖိုးတူကအိမ်ပြန်လမ်းမှာခွေးတဲ့ကောင်ကို တွေ့ရှိပြီးထမ်းလာတဲ့ချင်းတောင်းနဲ့ထဲ့ပြီးဖမ်းထည့်သွားတဲ့အချိန်ကစလို့အိမ်ကြီးတထောင်ကျောင်းဝန်းတထောင်မျိုးကြီးကိုစောင်းရှောက်တဲ့နန်းများကကန့်လန့်ကခွန်တက်ဖြစ်အုပ်ပြီးဖွက်လိုက်တယ်လို့ယနေ့အထိရာဇဝင်လိုလိုပုံမြင်လိုလိုပြောဆိုနေကြတာတွေရှိပါတယ်အခုထိလဲဝန်းတုံနေတဲ့ကအချို့နေရာတွေမှာ အနဲ့ရောင်ဝစ်စင်တာတွေကြားချောင်းပြောဆိုတာတွေကိုမလုံရဲကြပါဘူးဗျအဲချိန်ကစပြီးတော့အလိုမှစီကားလာတဲ့မျိုးကြီးဟာပျောက်ချင်းမလောက်ပျောက်ဆုံးသွားရတယ်လို့ဆိုပါတယ်ယနေ့ထိလည်းရှားလို့မတွေ့တော့ပါဘူးတဲ့ဗျလာပြေးလာခွင့်နေ့တွေရောက်ရင်တော့เจ้าမျိုးဟောင်းမှာအိုးစီဘောင်ဘောင်တီးတံတွေကိုကြားရတယ်လို့ ဘုံတုံမျိုးအတွင်းတို့ဖြတ်တန်းစည်းစင်းနေတဲ့ဓာမျိုးချောင်းရီအယောင်ကလည်းစံစည်းရီလိုလိုဖြူညင့်ညင့်အယောင်ပြောင်းသွားတယ်လို့ပြောဆိုသံတွေလည်းယခုထိကြားခဲ့ရပူပါတယ်မိုင်းတုံရွာပဲဈေးအောင်သွားကြတဲ့ဈေးတဲ့တချို့လည်းမျက်စီလည်းလမ်းမပါဘီဒီနက်ဖွဲ့ထားတဲ့မျိုးအောင်စီကို ရောက်သွားလို့ပါတဲ့ပစ္စည်းတွေရောင်းကောင်ခဲ့တယ်လို့လည်းကြားခဲ့ပူပါတယ်ဗျာ ဝန်းတော်မျိုးကိုစောင်းရှောက်တဲ့မိုင်းတုံဘိုးဘိုးကြီးကိုလည်းနှစ်စဉ်နှစ်တိုင်းဝါဝင်ဝါထွက်ကာလာတွေမှာမျိုးလုံးကျို၈ခိုးကတော်ဝဲပြုတ်လုပေးရပြီရိုးရအစင်လာတိုင်းပူဇော်ကြော့နေကြတာကလည်းယနေ့ထိတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့ဒီအပိုင်း Facebook နဲ့ TikTok ပေါ်မှာကြက်ထနေတယ်။ကြောင်မြူအောင်နဲ့ပတ်သက်ပြီး လာပြည့်လာခွေနေ့တွေမှာတချင်းတန်တွေကြားရသလိုနတ်ဖွဲ့ထားတဲ့အင်ဂျီတထောင်းကြောင်းပေါင်းတထောင်ရှိတဲ့နတ်မြို့ဟောင်းကြီးကျောင်းပဲဖြစ်ပါတယ်။ဒီနတ်မြို့ဟောင်းကြီးကိုတွားရောက်လေ့လာမယ်ဆိုရင်တော့ဝန်းသူကြောင်းမြောင်းကွန်းပေါင်းလက်ပံချင်းအောင်ပင်ရွာထိဆက်နှမိုင်ခန့်ကားဆိုင်ကယ်များဖြစ်၎င်းအောင်ပင်ရွာမှာကြောင်းမြို့ဟောင်းထိသုံးမိုင်ခန့်ခြေလင်းခီးဖြစ်၎င်းဆိုင်ကယ်ဖြစ်၎င်းတွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တင်ဆက်ပေးတဲ့နတ်မြို့ဟောင်းကြီးအကြောင်းကိုလည်းမိษွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ်။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့။ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။